ာစီနဲ့ရော်နယ်ဒိုဘယ်သူကပိုးတာလဲဆိုတာကိုမမ်မပါဖြေချခဲ့တဲ့ဝါရင်ကစားသမားတဦးအားလုံးပဲမိကြလားပါကျွန်တော်တို့ရဲ့တပင်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရီယယ်မက်ထရီရဲ့ဝါရင်ကစားသမားကာဗာချက်ကလီယိုနယ်မက်ဆီထက်ခရစ်စတီယာနိုရော်နယ်ဒိုကပိုးမကောင်းကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်ကာဗာချက်အနေနဲ့သူ့လိုပဲရီယယ်မက်ထရီကံတော်ရင်လည်းဖြစ်အသင်းသမားရဲ့အကူအညီအများဆုံးကစားသမားဖြစ်တဲ့ရော်နယ်ဒိုကိုပိုးကောင်းတယ်လို့မပြောခဲ့တာကတော့ဘာကြောင့်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်ကာဗာဟဲရဲ့ဖြေကတန်တပန်ဆန်ပြီးတော့ဘောလုံးပြေးတတ်တဲ့အတွက်သဘောကျစေရတော့ဖြစ်ကောင်းဖြစ်မှာပါ ကာဗာဟေယာရိုနယ်ဒိုနဲ့အတူရီယယ်မက်ထရီမှာ၅နှစ်ကြာတွဲကစားခဲ့ပူသူဖြစ်ပါတယ်။ရိုနယ်ဒိုနဲ့ကာဗာဟေတို့အတူတူချန်ပီယံလိဖလာ၄ချိန်အပါအဝင်အောင်မြင်မှုများစွာကိုစိုက်ထူနိုင်ခဲ့တာပါ။ဒါကြောင့်ကာဗာဟေရဲ့ကစားသမားဘဝအောင်မြင်မှုတွေပါရိုနယ်ဒိုကအရေးပါခဲ့တယ်လို့ဆိုချင်ရနိုင်ပါတယ်။ဘော်ဒါအရင်းလည်းဖြစ်ရီယယ်မက်ထရီဂန်နိုဝင်လည်းဖြစ်တဲ့ရိုနယ်ဒိုကိုကာဗာဟေအနေနဲ့ဂိုးအဖြစ်သတ်မှတ်မယ်လို့ပဲထင်မှတ်ခဲ့ရတာပါ။ဒါပေမဲ့ကာဗာဟေကတော့ရိုနယ်ဒိုကိုတအူးတည်းသောဂိုးအဖြစ်မသတ်မှတ်ပဲမဆင်းတဲ့အစင်တန်းတူကိုဖြစ်သားသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒန်နီယယ်ဟာဗစ်နဲ့အင်တာဗျူးမှာအကာဘာဟဲကမဆင်းတဲ့ရော်နယ်ဒိုဘယ်သူကပိုကောင်းလေးဆိုတဲ့မေးခွန်းအမေးခံခဲ့ရပါတယ်။သူကတော့ဒီကစားသမားနှုတ်ဦးဟာအစင်တန်းတူတူဖြစ်ကြောင်းနဲ့အားသာချက်တယောက်တစ်မျိုးစီရှိကြောင်းအခုလိုပြောကြားသွားလိုက်ခဲ့တာဖြစ်ပါတယ်။ဘာစင်းတဲ့ရော်နယ်ဒိုကဘယ်သူပိုကောင်းလေးဆိုတော့ကျွန်တော်ကဒီကစားသမားနှုတ်ဦးဟာအစင်တန်းတူတူပဲလို့ပဲထင်မိမိပါတယ်။သူတို့နှုတ်ဦးထဲမှာဘယ်သူကတော့ဘယ်သူထက်ပိုကောင်းတယ်လို့ကျွန်တော်မထင်ပါဘူး။နှစ်ယောက်စလုံးကချီချူးစရာစကလုံးတိုင်းနဲ့ထိုက်တယ်နဲ့တားရဲတွေပါ။ဒါကြောင့်သူတို့နှုတ်ဦးထဲဘယ်သူကပိုကောင်းလေးဆိုတာကျွန်တော်မယွေးတတ်ပါဘူး။ နောက်ပြီးတော့ဒီကစားသမားနှစ်ဦးကမတူညီပဲခြားနာကြတဲ့ကစားသမားတွေပါမက်ဆီကကစားကွက်ရဲ့နောက်ထည့်အထည်ကိုဆင်းနိုင်ပြီးတော့ဘောလုံးလက်ခံတိုက်စစ်စပေးနိုင်ပါတယ်သူကကစားကွက်ကိုဥဆောင်ပေးနိုင်ပြီးတော့ဖန်တီးပေးဖို့မှုတွေလုပ်ပေးနိုင်သူပါရိုနယ်ဒိုကဂိုးသွင်းဆက်ဂိုးသွင်းမှုဆိုပါသူကတိုက်စစ်မှာအဆောင်သက်ကောင်းသလိုဂိုးပိုစားလောင်ပါတယ်သူတို့နှစ်ဦးသာတွဲကစားလိုက်ရင်တော့ဘုံတလုံးဖြစ်နေမှာပါသူတို့တွဲကစားတာကိုမြင်တွေ့ခွင့်ရရင်အင်မတန်စိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ် ကဘာဟေကပညာရှိဆန်ဖြေးသွားတာဖြစ်ပြီးတော့ကိုနှစ်ပါးစလုံးကိုသဘောကျစွာချီးကျူးသွားခဲ့တာပါဘသူကဘသူတဲ့ပိုကောင်းနေဆိုတာထက်နှစ်ဦးစလုံးကအကောင်းဆုံးကစားသမားတွေလို့လက်ခံထားတာဖြစ်ပါတယ်ကဘာဟေကအခုလိုမက်ဆီနဲ့ရော်နယ်ဒိုကခြေသွမ်းခြင်းတန်းတူလို့ယုံကြည်ထားပေမဲ့အီဒင်ဟာဇက်ကတော့အဲ့လိုမယုံကြည်ပုံမရပါဘူးဘာလို့လဲဆိုတော့ဟာဇက်ကအင်တာဗျူးတစ်ခုမှာမက်ဆီကသူ့ထက်ပိုကောင်းပေမဲ့ရော်နယ်ဒိုကတော့သူ့လောက်မကောင်းကြောင်းပြောခဲ့ဘူးလို့ဖြစ်ပါတယ်တကယ်ဆိုရင်ရော်နယ်ဒိုကကစားသမားဘဝမှာဟာဇက်ရဲ့အစားပေါင်းများစွာအောင်မြင်ခဲ့သူပါ ဒါပေမဲ့ဟာဇက်ကတော့ကစားသမားဘဝမှာသူဟာရိုနယ်ဒိုထက်ပိုကောင်းတယ်လို့ယုံကြည်နေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟာဇက်ကကျွန်တော်ကတော့ကျွန်တော်ထက်ပိုကောင်းတဲ့ကစားသမားကမက်ဆီတူဦးတည်းပဲရှိတယ်လို့ထင်ပါတယ်။သူကဘာစီလိုနာမှာကစားခဲ့တဲ့ပုံရိပ်တွေကိုကျွန်တော်အမြဲစောင့်ကြည့်ဖြစ်ပါတယ်။သူကဘောလုံးသမားရဲ့အအောင်မြင်ဆုံးနဲ့အကောင်းဆုံးကစားသမားတစ်ဦးပါ။သူချတော့ထဲကဘောလုံးကိုလွတ်ယူဖို့ဆိုတာမဖြစ်နိုင်တဲ့အလုပ်ပါပဲ။ခရစ်စတီယာနိုရိုနယ်ဒိုလားသူကတော့ကျွန်တော်ထက်ကြီးကြပ်ခန်းထားတဲ့စူပါလားတွေကိုပိုင်ဆိုင်ထားသူပါ။ဒါပေမဲ့ဘောလုံးမှာသူကကျွန်တော်ထက်ပိုကောင်းတယ်လို့တော့မထင်ပါဘူးဆိုပြီးတော့ပြောခဲ့လိုက်တာပါ။ 稍微机会给家来抓，阿拉会接到这位天气预报的，怎么样？